ီနေ့မှာတော့ရှီဗန်ညာကသူ့ရဲ့တတိယပြစ်မှတ်ဖြစ်တဲ့ဆိုင်လက်ကိုဂလစားချေဖို့စီရှာနဲ့နှစ်ယောက်တူတိုင်ပင်ပြီးဘလူတွေလှုပ်ဆောင်သွားမလဲသူတို့ရဲ့စီစဉ်ကားကိုအောင်မြင်သွားနိုင်ပါမလားဆိုတာကိုစိတ်ဝင်စားဖို့ကြိုးရှူရမယ်မွေးပြုံမယ်ရဲ့ဂလစားအပိုင်း၂၁ကို recap ပြုလုပ်ပေးသွားမှာဖြစ်ပါတယ် ကျွန်တော်တို့ရဲ့ Recapout Channel ကိုကြည့်ရှုအားပေးကြတဲ့ပြည်သားအားလုံးမင်္ဂလာပါ။အိန္ဒိယစကားများကိုတည်တံ့တင်ဆက်ပေးနေတဲ့ကျွန်တော်တို့ရဲ့ Recapout Channel နဲ့နိုင်ငံတကာစကားဆုံးကိုတင်ဆက်ပေးသွားမယ့် Recapout IND Channel တို့မှာစကားကောင်းလေးတွေကိုကြည့်ရှုနိုင်မှု Subscribe လေးပြုလုပ်ပေးထားပါအောင်ခင်ဗျာ။ဇလံလေးကိုတင်ဆက်ပေးသွားမှာကတော့ကျွန်တော်ထပ်နိုင်မယ်ဖြစ်ပိုင်း။ဂျာမနီလေနက်ဆီယာမာဂျီရဲ့ဂူရဲကနေရရှိခဲ့တဲ့ဆွဲချုပ်ကိုရှီဗန်ညာထုတ်ပြလာရင်စွန်အားနေခဲ့တဲ့ရှီဗန်ညာ ဒါကိုကြည့်ရရင်နင်းအဲ့ဒီနေရာကိုသွားခဲ့တဲ့သဘောပဲလို့ပြောဆိုခဲ့တာကြောင့် retic ကဟုတ်ပါတယ်ကျွန်တော်တို့နတ်ဆရာမကြီးရဲ့ Google သွားခဲ့ပါတယ်မနီညာကဒါနဲ့ရှီဗန်ညာဝိပုကျောင်းကိုသွားခဲ့ကြတယ်အဲ့ဒီမှာရှီဗန်ညာကမွေးကြိုက်ခံခဲ့ရတယ်ပြီးတော့မေးလဲသွားတယ်မွေးစိတ်ဖြစ်ဖို့အတွက်သူ့ကိုနတ်ဆရာမကြီးရဲ့ Google ခေါ်ဆောင်သွားခဲ့တယ်ဆရာမကြီးကက်တင်ပေးလိုက်လို့ဒါမဟုတ်ရင်အသက်အန္တရာယ်ထိခိုက်နိုင်တယ်လို့ရှင်းပြခဲ့ပါတယ်ယာမနီလဲဒါဆိုရင်နင်တို့နှစ်ယောက်စလုံးဂူရဲကိုရောက်သွားတယ်ပေါ်ဟုတ်လားလို့မေးလာခဲ့တဲ့အခါ ရီတစ်က ရှီဗန်ညာကဂူတဲကိုမတော်ပါဘူးဆီယာမာကြီးကဂူပြင်ကိုထွက်ပြီးစိတ်ကူတာပေးခဲ့တာဖြစ်ကြောင်းပြောဆိုခဲ့တာကြောင့်ယာမနီကသူ့ရဲ့လက်ထက်ကဆွဲကြိုးကိုကင်မြောက်ပြလာရင်ဒါဆိုဒီဆွဲကြိုးကရောဘာလို့ဂူထဲမှာတွေ့ခဲ့ရတာလဲလို့မေးနေခဲ့ပိုင်းယာမနီကရီတစ်မင်းလဲသိပါလေငါတို့မိသားစုကိုဒုက္ခပေးနေတဲ့မွေမကိုနဆီယာမာကြီးကဖမ်းမိထားတယ်ဆိုတာလေဒါပေမဲ့သူကိုတယောက်ယောက်ကကဲသွားခဲ့တယ်လို့ပြောပြခဲ့ကရှီဗန်ညာကြီးလိုက်ပြီးဒီဆွဲကြိုးကိုဂူထဲမှာတွေ့လာရတယ်ဆိုတာက နင်ကူတဲကိုဝင်သွားတယ်ဆိုတော့တတ်သေးပဲလို့ပြောဆိုဆွဆွဲခဲ့တဲ့အချိန်မှာတော့ရှီဗန်ညာကဒါကအမေသမီးကိုပေးထားတဲ့ဟာမဟုတ်ပါဘူးလို့ပြောဆိုခဲ့ကသူစီမာရှိနေခဲ့တဲ့ဆွဲကြိုးကိုယာမလီယာပြသခဲ့တာကြောင့်ယာမလီလည်းကြောင်တောင်ဖြစ်သွားခဲ့ရပါတယ်။ဘာလို့ရှီဗန်ညာရဲ့လက်ထဲကဆွဲကြိုးကသူ့ရဲ့လက်ထဲကဆွဲကြိုးနဲ့ပုံစံတူဖြစ်နေရတာလဲဆိုတာကိုနားမလည်နိုင်ဖြစ်နေခဲ့ပါတယ်။ဟုတ်ပါတယ်ဒါကလည်းရှီဗန်ညာရဲ့တကွက်ကြိုတင်စီစဉ်မှုဖြစ်ပြီး သူမစီရှာကိုသွားခဲ့ရင်ဆွေးချုပ်ကဂူထဲမှာပြုတ်ကျကျန်ခဲ့တယ်ဆိုတာကိုသိရှိခဲ့ရတာကြောင့်သူမရဲ့စွမ်းနဲ့ပုံစံတူဆွေးချုပ်ကိုပြုတ်လုခဲ့တာပဲဖြစ်ပါတယ်။ရာဟီဂျာကဆွေးချုပ်တစ်ခုကြားမှာဒုရဖြစ်နေတဲ့ဇနီးတဲ့အားမင်းရဲ့လက်ထဲမှာရှိတဲ့ဆွေးချုပ်ကမွေကိုလွတ်လိုက်တဲ့သူရဲ့ဟာပေါ့လို့ပြောဆိုခဲ့တာကြောင့်ယာမနီလည်းဆွေးချုပ်နဲ့ပတ်သက်ပြီးဆွဆွဲမိခဲ့တဲ့အတွက်ရှီဗန်ညာကိုပြန်လည်တောင်းပန်ခဲ့ပါတယ်။ရှီဗန်ညာကလည်းယာမနီရဲ့နေရာမှာသူမသာဆိုရင်လေဒီလိုမျိုးပဲဆွဆွဲမိပါပဲဖြစ်ကြောင်း ါကြောင့်ပဲစိတ်ထဲမထားဖို့ဂျာမနီကိုပြောဆိုခဲ့တာကြောင့်ဂျာမနီလည်းဒီမွေမကြောင့်ငါတို့မိသားစုချင်းချင်းတန်တရားတွေဝင်ခဲ့ရတယ်။သူဘရော့မှာငါတို့ကိုလှုပ်ပေးမှလဲလို့ဒေါသနဲ့ရေရွတ်ပြောဆိုနေခဲ့ပါတယ်။အဲဒီနောက်ရှီဗန်ညာလည်းအခန်းထဲကိုပြန်လဲရောက်ရှိလာခဲ့ချိန်မှာရီတက်ကသူမိခင်ကမာယွန်းဆဆွဲကပြောဆိုခဲ့မှုအတွက်ကိုစားတောင်းပန်ခဲ့ပြီးဒါရီအားလုံးကမွေမှာပဲအပြစ်ရှိတာပါ။အားလုံးကသူ့ကိုကြောက်ပြီးတော့သူတို့ပေါ်စင်နာထားတဲ့သူတွေကိုတောင်တန်တရားဝင်နေပြီလို့ပြောဆိုနေခဲ့ချိန်မှာ ရှိဗန်ညာရဲ့တွေးထဲမှာလဲစီရှာမြဲလို့လို့သတိပေးနေတယ်။သူတို့ရဲ့ရွယ်ချက်ကိုမမိဖို့ပြောဆိုနေခဲ့တာကိုကြားရအောင်သွားခဲ့တာကြောင့်အတွေးထဲမှာနင်းမျောနေပြန်တဲ့ရှိဗန်ညာကိုရီတစ်ကပဲသတိပေးနေခဲ့ရပါတယ်။ဂျာမနီတို့ရဲ့ဖြစ်ကိုသိလိုက်ရတဲ့ရန်ယာကလည်းအခွင့်အကြုံတော့ရှိဗန်ညာကိုချောက်ချနိုင်ဖို့အတွက်ဂျာမနီရဲ့တန်တရားကိုပုံပြီးတော့ကြီးထွားလာအောင် ပြောဆိုနေခဲ့တာကြောင့်နောက်ဆုံးတော့ဂျာမနီလည်းနက်ဆီယာမာကြီးကိုအင်ကိုပင့်ပြီးဆွေးကြိုအတူအစ်ကိစ္စကိုဖြည့်ရှင်းဖို့အတွက်လှုပ်ဆောင်ခဲ့ပါတော့ ဒါကိုအိန္ဒိယမှာရောက်ရှိနေတဲ့စီရှာကကြားသွားခဲ့ပြီးဂျာမနီတို့ရဲ့အစီအစဉ်မအောင်မြင်အောင်ဆွဲကြိုးခြင်းလဲလှယ်ခဲ့ပါတော့တယ်။ဒါကိုလည်းဘသူကမှမရိပ်မိခဲ့ပါဘူး။ဒါကိုတော့ရှီဗန်ညာတရားဘရစ်တန်ရဲ့စစ်နောက်ကြီးစံနေခဲ့ရင်မသိရှိခဲ့ပါဘူး။နဆီယာမာကြီးကရာဟီဂျာတို့ရဲ့အင်ကိုရောက်ရှိလို့လာခဲ့ပြီးသူရဲ့စွမ်းနဲ့စစ်ဆေးကြည့်ခဲ့တဲ့အခါမှာလဲသူတို့ရဲ့လက်ထဲမှာရှိနေခဲ့တဲ့ဆွဲကြိုးကရှီဗန်ညာဖန်တီးပြုတ်လောက်ထားတဲ့ဆွဲကြိုးအတုဖြစ်ပြီး ရှီဗန်ညာရဲ့လက်ထဲကိုရောက်ရှိသွားခဲ့တာကတော့ဂျာမနီပေးခဲ့တဲ့ဆွဲကြိုးစစ် ဖြစ်နေခဲ့ပါတယ်။ချီနီအားလုံးကိုသိရှိသွားခဲ့ချိန်မှာတော့ဂျာမနီနဲ့ရှီဗန်ညာကိုတွေးထိုးပေးခဲ့တဲ့ရန်ယာလည်းမျက်စိမျက်နှာပြက်ကအိမ်မှာကိစ္စလေးတခုရှိသေးတယ်လို့ចောင်းပြကပြန်သွားခဲ့ပါတော့တယ်။တစ်ဖက်မှာလည်းရီတင်နဲ့ရှီဗန်ညာတို့ကဒီဖြစ်ပျက်တွေကိုမသိဘဲဒူနဲ့ဒူကြီးစင်နေခဲ့ကြကဖန်ကွက်တလုံးကကြာခွဲသွားခဲ့တာကြောင့်ရှီဗန်ညာကကောက်ယူသိမ်းဆည်းမယ်လို့မှဖန်ကွက်စားကလက်ကိုထိရှာမိသွားခဲ့တာကြောင့် ရီတက်ကရှီဗန်ညာရဲ့လက်ကိုယူကသူထွက်နေတဲ့လက်ကိုသူ့ရဲ့ပါဇက်နဲ့ဆုပ်လိုက်တာကြောင့်ရှီဗန်ညာလည်းသူမရဲ့သွေးကလူသားတွေအတွက်အဆိတ်တောက်ဖြစ်စေနိုင်တာကြောင့်ရီတက်ကိုအလင်းပြန်ဟန်တားခဲ့ပေမဲ့သွေးချိုးကိုရီတက်ကမြုပ်ချမိပြီးဖြစ်သွားခဲ့တာမို့သူ့ရဲ့ခေါင်းထဲမှာရီဝဝေဖြစ်လာခဲ့ပါတော့တယ်။ဒါကြောင့်ရှီဗန်ညာလည်းရီတက်ကိုဂရင်းပေါ်မှာလှဲစေကအဆိတ်တောက်ပြေးစေဖို့ပြုလုပ်ပေးရန်အတွက်မိဖို့ချောင်းကိုထွက်သွားခဲ့ပါတော့တယ်။ အခန်းပြင်မှာရှိနေခဲ့တဲ့ရှိပညာကိုဂျာမနီကလာရောက်တောင်းပန်ခဲ့ပြီးမိသားစုချင်းချင်းတန်တရားဝင်တာကမကောင်းတဲ့အရာပဲလို့ပြောဆိုခဲ့တာကြောင့်ရှိပညာကကိုချစ်တဲ့သူကိုတန်တရားဝင်ပြီလို့အပြစ်ရှိတယ်လို့ခံစားရရင်သူကိုပြန်ပြီးတော့ယုံကြည်ပေးလိုက်ပါယုံကြည်မှုကခက်ခဲတဲ့အချိန်မှာသမီးတို့ကိုစီးလုံးစေပါတယ်လို့ပြန်လည်ပြောဆိုခဲ့ပါယာမနီလေရှိပညာရဲ့သဘောထားကိုနားလေသဘောပေါက်သွားခဲ့ပြီးသမီးပြောတာမှန်ပါတယ်။ယုံကြည်မှုရှိဖို့အရေးကြီးပါတယ်။ ီနေ့တော့သမီကို retake အတွက်ရွေးချယ်ပေးခဲ့မိတာတွေအတွက်အမေကတော့ဝမ်းသာတယ်။ဒီမိသားစုကသမီးထက်ကောင်းတဲ့ချွေးမမျိုးရှာမရတော့ဘူး။သမီးပျော်ရွှင်ပါစေလို့ဆုတောင်းပေးခဲ့ကထွက်သွားခဲ့ပါတော့တယ်။ထွက်သွားခဲ့တဲ့ယာမနီကိုရှီပန်ညာကစိုက်ကြည့်နေခဲ့ရမှာစီရှာဖြစ်အသွင်ပြောင်းလဲသွားခဲ့ပါရင်စီရှာကနေမိသားစုကိုဘဲမွေရဲ့ရန်ကနေကာကွယ်ခြင်းသေးလို့လေ။မွေကနေအိမ်မှာနေနေပြီလို့ချိန်ဝါပြောဆိုခဲ့ပါရင်အပြင်ကိုထွက်လာရင်စီရှာကိုရုတ်တရက်တွေ့လိုက်ရတဲ့ရှီပန်ညာကအန်ဟိုးသွားခဲ့တာကြောင့် စီရှာကအပြင်မှာဖြစ်ပြနေခဲ့တာတွေကိုရှင်းပြခဲ့သလိုရီတင်နဲ့မိုးမမြင်လေးမမြင်ဖြစ်နေခဲ့တဲ့ရှီဗန်ညာကိုလည်းပြစ်တင်ပြောဆိုနေခဲ့ပါတယ်။ရှီဗန်ညာလည်းရီတရဲ့ချစ်တွေမှာပျော်ဝင်သွားခဲ့မိတာမို့သူ့ဖြစ်နေသူဖြစ်နေခဲ့ရပြီးစီရှာတင်သလိုမဟုတ်ကြောင်းပြောဆိုနေခဲ့ပေမဲ့စီရှာကရှီဗန်ညာစာအုပ်တို့ကိုပေးလိုက်ကအသွင်ပြောင်းလာတဲ့မွေးကလူသားတစ်ယောက်ကိုချိန်မိသွားရင်အကျိုးဆက်ကဘလို့လဲဆိုတာကြည်လိုက်။နင်းရဲ့ချစ်ကဘလို့ဖြစ်လာမလဲဆိုတာငါသိတယ်။ဒီချစ်ကြောင့်ပဲနင်းဒုက္ခရောက်လိမ့်မယ်ရှီဗန်ညာ။ ဓာရီနဲ့ဝဝေးနေပါဒီစာအုပ်ကိုလည်းနေသေးချာဖတ်ကြည့်ပါလို့ပြောဆိုကာထွက်သွားခဲ့ပါတော့တယ်။ရှီဗန်ညာလည်းရီတက်တာသူ့နားမှာရှိနေရင်အရာရာကိုမေးသွားတတ်တဲ့သူမရဲ့ဖြစ်ကိုမချီတင်ခဲ့ရေရွပြောဆိုကာအားမလို့အားမရတွေဖြစ်နေခဲ့ရပါတယ်။အဲဒီနောက်ရှီဗန်ညာလည်းရီတက်တွန်သူမဖော်ဆထားတဲ့စည်းရည်ကိုယူဆောင်လို့လာခဲ့ပြီရီတက်ကတိုက်ခဲ့ပေမဲ့ရီတက်ကတောက်ဖို့ငင်းဆန်နေခဲ့သလိုရှီဗန်ညာတောက်မှာသူလည်းတောက်မယ်လို့ခလီတယောက်လိုပြောဆိုလာခဲ့တာကြောင့် ရှီဗန်ညာကလည်းရီတစ်ကာဒီစေးရီကိုတောက်ရင်အစိတ်တောက်ပြင်မာဖြစ်ပေမဲ့သူမသာဒီစေးရီကိုတောက်ပါကတကူလုံးကပူလောင်သလိုခန်းစားရမှာဖြစ်တာကိုတီတီကြီးနဲ့ပဲရီတစ်စေးရီကိုတောက်အောင်သူမကအရင်တောက်ပြခဲ့ပါအိုင်နာရီတလေရှီဗန်ညာတိုက်တဲ့စီးရီကိုတောက်ခဲ့ပါရိုင်ဂျာနဲ့ရှိုင်လက်တို့နှစ်ယောက်ကတော့ချောက်ကူကြီးတစ်ခုတွင်းကိုတိတ်ဆိတ်ရောက်ရှိလို့လာခဲ့ကြပြီ ဆိုင်ကြီးရဲ့မြို့ဝက်ခန်းထဲကနေသူတို့ခေါ်ဆောင်လာခဲ့တဲ့သူကိုမွေမြူတေးရတနာစစ်ကဘယ်နေရာမှာတင်းစီထားလဲဆိုတာကိုအသေးအံမေးမြန်းနေခဲ့ပါဗန်စီခံရတဲ့သူကလည်းနေရာကိုမပြောပြဘဲမသိဘူးလို့သာပြောဆိုညှဉ်းဆန်နေခဲ့တာကြောင့်စိတ်မရှိတော့တဲ့ရိုင်ဂျာကကန်ကြောက်နှိပ်စက်ခဲ့ပြီးမင်းကတိမာမကြောက်ဘူးဆိုတော့မင်းကငါမတတ်ဘူးမင်းချရတဲ့သူကိုပဲငါတတ်တော့မယ်လို့ပြောဆိုလိုက်တာနဲ့တပြိုင်တည်းဗန်စီခံရတဲ့သူကမတတ်ဖို့ပြောဆိုခဲ့ပြီး ်ရာအီဂျာကလည်းဒါဆိုရင်တင်းနီယာကိုအေးအေးဆေးဆေးပဲပြောပြလိုက်ငါတို့ယန္နာကိုရှာတွေ့မယ်နေ့ကမကြခင်ရောက်ရှိလာတော့မှာဗာပဲဖြစ်ဖြစ်ယန္နာကိုငါတို့တွေ့အောင်ရှာမှာအရာကိုမင်းနားလေထားပါလို့ပြောဆိုပြီးရှိုင်လက်ကိုခေါ်ကပြန်သွားခဲ့ကြပါထွက်သွားခဲ့တဲ့ရိုင်ဂျာတို့ကိုကြည့်ပြီးအဆူပါလူကဗာပဲဖြစ်ဖြစ်မင်းတို့တွေရှာမတွေ့စေရဘူးလို့ရည်ရွနေခဲ့ပါရှီဗန်ညာလေစီရှာပေးခဲ့တဲ့စာအုပ်ကိုတေချာဖတ်ရှုခဲ့တဲ့အခါစာအုပ်ထဲမှာ ကာရူကီလို့ခေါ်တဲ့မွေးမကနှစ်ထရာကျော်တရားချင်းချံပြီးတဲ့နောက်မှာလူသားအတွင်ကိုပြောင်းလဲနိုင်ခဲ့ပြီးလူသားတွေနေထိုင်ရာရက်ကိုတာဝန်တစ်ခုနဲ့ဆီလိုချင်းခံခဲ့ရကြောင်းဒါပေမဲ့မွေးမဟာသူမရဲ့တာဝန်ကိုမေ့လျော့ပြီးလူသားနဲ့ချစ်ချိုက်မိခဲ့တာကြောင်းသူရဲ့ချစ်သူကလည်းကျမဆိုးနဲ့တွေ့ကြုံခဲ့ရတယ်လို့မွေးမကလည်းကန့်ဆိုးမှုတွေနဲ့တွေ့ကြုံခဲ့ရကြောင်းဖတ်ရှုနေခြင်းသူမနဲ့ရီတတိုမင်္ဂလာဆောင်ခဲ့ပုံတွေကိုပြန်လည်မြင်အောင်နေမိခဲ့ပါအဲဒီနောက်ရှီဗန်ညာလည်းစာအုပ်ကိုဆက်လက်ဖတ်ရှုခဲ့ရမှာ မွေမားနဲ့လူသားတို့ရဲ့အချစ်တွေပေါင်းစည်းမဲ့တနေ့မှာတော့မယုံနိုင်စရာကဆူးတစ်ခုကဖြစ်လာခဲ့ကြောင်းဘသူမှတွေးမထင်တဲ့အချစ်ရဲ့အဆကဝန်နေစရာအဆုံးသက်ဖြစ်လာလိမ့်မယ်လို့မထင်ထားမိကြောင်းဖတ်ရှုခဲ့ရပြီးစာအုပ်ရဲ့နောက်ဆုံးစာရွက်လေးရွက်ကစုပ်ဖြဲခံရတာကြောင့်ဇလန်ကမပြီးဆုံးသေးတဲ့သဘောဖြစ်နေခဲ့ပါဒါကြောင့်လဲရှီဗန်ညာကနောက်ဆုံးစာမျက်နှာတွေစုပ်ပြဲခံရမှုပေါ်အံ့ဩစွာနဲ့ပြောဆိုနေခဲ့ပြီးဇသိမ်းမှာ ကာရူကီဆိုတဲ့မွေးမလေးကဘာရီဖြစ်သွားမှလဲလို့တကူတည်းရေရွနေမိခဲ့ပါအဆိုပါအချိန်မှာပဲစီးရဲကြောင်းတတသွားခဲ့ပြီဖြစ်တဲ့ရီတက်ကရောက်ရှိလို့လာခဲ့ပြီအတွေ့ထဲမှာမျိုးနီခဲ့တဲ့ရှီဗန်ညာကိုစနောက်နေခဲ့ပြန်ပါတယ်သူတို့နှစ်ယောက်ဖွေဖက်ကြီးစဲနေခဲ့စင်မှာပဲတန်ဗီကအခန်းထဲကိုတကားမခောက်ပဲဝင်ရောက်လာခဲ့တာကြောင့်ရီတက်ကစိတ်ဆိုးသွားခဲ့ပြီးအခန်းထဲကိုအတန်မပေးပဲဝင်ရောက်လာခဲ့တဲ့အပေါ်မှာတန်ဗီကိုအပြစ်တင်ပြောဆိုခဲ့တာကြောင့်တန်ဗီလည်းအခန်းထဲကနေထွက်သွားခဲ့ပါတယ်ဒါကြောင့်ရှီဗန်ညာက ဒေါသထွက်သွားတဲ့ retic ကိုဖြောင်းပြပြောဆိုခဲ့ပြီးတန်ဗီကြည့်ရတာအရင်ကိုစိုးရိမ်နေတဲ့ပုံပဲဘာဖြစ်လာတာလဲဆိုတာသူ့ကိုတွားမေးကြည့်လိုက်ပါလို့ပြောဆိုခဲ့တဲ့အတွက် retic လည်းတန်ဗီရဲ့နောက်ကိုလိုက်သွားခဲ့ပါတယ် retic လည်းတန်ဗီစီကိုရောက်ရှိလာခဲ့တဲ့အခါတန်ဗီကအခန်းထဲကိုဝင်ခဲ့မိတဲ့အတွက်ထမှန်တောင်းပန်ခဲ့ပြီးသူမရောက်ရှိလာတဲ့ကိစ္စကလည်းဖခင်ဖြစ်သူနဲ့ဦးလေးရာဟီဂျာတို့ကဂမ်ဘီဆိုသူကိုသူမနဲ့လက်ထပ်ပေးဖို့လှုံ့ဆော်နေကြကြောင်းပြောပြခဲ့ပြီး ဂမ်ဘီကိုရောရီတစ်နေနဲ့ဘလို့ထင်မြင်မိပါလဲလို့ရီတစ်ဟာမေးမြန်းလာခဲ့ပါတယ်။ရီတစ်ကလည်းတန်ဘီနင်းကငါရဲ့တငယ်ချင်းပါနင်းကိုမညာပါဘူးဂမ်ဘီနဲ့စီးပွားရေးကိစ္စဖုန်းခဏခဏပြောဘူးပါလေ။ဒါပေမဲ့ပြင်မာတော့တစ်ခါမှမတွေ့ဘူးဘူး။သူ့ရဲ့ဖေမစ္စတာအူဗီရိုနဲ့စီးပွားရေးကိစ္စတွေအများကြီးလုပ်ခဲ့ဘူးလေ။သူကတမာတမတ်ကြပြီးအရန်ကိုကောင်းပါလေ။ဒီတော့သူသားကလည်းလူကောင်းတစ်ယောက်ပဲလို့ငါကတော့ထင်တယ်လို့ပြောဆိုခဲ့မှုပေါ်ရာဟီဂျာနဲ့ရှိုင်နက်တို့ကလည်းချိန်နဲ့စွာနဲ့လှမ်းကြည့်နေခဲ့ပါတယ် ဒန်ဗီကလည်းရီတရဲ့ထောက်ခံပေးမှုကြောင့်သူနဲ့လက်ထက်မဲ့ကမ်ဘီနဲ့တွေ့ဆုံဖို့သဘောတူခဲ့တယ်လို့ရီတနဲ့ရှီဗန်ညာတို့ကလည်းသူတို့အနေနဲ့အစွမ်းကုန်ကူညီပေးပါမယ်လို့ပြောဆိုခဲ့တာကြောင့်ဒန်ဗီတရာဝမ်းသာသွားခဲ့ပါတယ်။ဒါကိုသဘောချစွာချီးနှီးခဲ့တဲ့ရှိုင်လက်ကိုရှီဗန်ညာကစူးစူးဆက်ဆိုင်ကြည့်လိုက်ရင်ဂျမားရဲ့နောက်ထပ်ပြစ်မှတ်ကရှင်မဲရှိုင်လက်တန်ဗီကသူ့ရဲ့အိမ်တော်ဘက်ကိုတွေ့ပြီဆိုတာနဲ့ရှင်လဲတရားပြီပဲလို့စိတ်ထဲကနေရည်ရွတ်နေခဲ့ပါတယ် တဖက်ကဝိပုကြောင်းမှာတော့ကတ္တာခါကကောင်းငင်ကြီးရုတ်တရက်လျက်စီးတွေကလက်တလို့လေပြင်းတွေကလည်းတိုက်လို့လာခဲ့တာကြောင့်အချင်းလေးကိုသုံးသက်ကြည့်လိုက်တဲ့အခါယတနာကြီးကျယ်တက်ပြီးနမိတ်မကောင်းမှုဆိုတာကိုသိရှိလာရတာကြောင့်သူ့ရဲ့စွမ်းနဲ့စီရှာကိုဝိပုကြောင်းကိုအာယုံပြုတ်ပြီးခေါ်လိုက်ကရောက်ရှိလာခဲ့တဲ့စီရှာအရှင်တီဝါကအရေးမြို့ပေးနေတယ်။နောက်လာပြင်းနေမတိုင်ခင်ဒုက္ခတွေရှိနိုင်တယ်။မွေတွေအလုံးချိန်စာတိုက်ခံရတယ်။အဲ့ဒီချိန်စာကကန်စီမန်နဲ့အတိုင်းပဲ။ မွေတွေအားလုံးရန်သူရဲ့လက်ထဲကလွတ်အောင်ခုခုကိုကဲ့တင်ကြရမယ်။အကြီးကြီးဆုံးကတော့နတ်ဆရာမကြီးပဲ။မင်းတို့နှစ်ယောက်အမြဲတူတူရှိနေပါ။အခုအမြန်ပြန်မှာရှိပညာကတယောက်တည်းဖြစ်နေတယ်။သူကမင်းရဲ့ကူညီလိုအပ်လာလိမ့်မယ်။နောက်လာပြင်းနေ့မတိုင်ခင်ထိနှစ်ယောက်စလုံးသတိနဲ့နေထိုင်ပါလို့ပြောပြခဲ့တာကြောင့်စီရှာလဲတီချာမှတ်သားပြီးပြန်သွားခဲ့ပါတော့တယ်။ဒန်ဗီနဲ့လက်ထပ်ဖို့လူကြီးချင်းသဘောတူထားတဲ့ကမ်ဘီကရိုင်ဂျာတို့ရဲ့အင်ဂိုလာရင်လမ်းမှာကပြတ်နေခဲ့တာကြောင့်စိတ်ပြတ်နေခဲ့ပါတယ်။ကမ်ဘီဟာ ရုပ်ရည်ချော်မော်တဲ့လူငယ်တူဖြစ်သလိုအတန်ပြန့်လဲအလွန်ကိုချိန်နေတတ်သူမို့တောက်ရမယ့်ရေကိုယ်တော်တခြားဟာမတောက်ပဲတီးတန့်ဘူးတွေနဲ့ထက်ကသွားလျာယူဆောင်သွားတတ်သူလည်းဖြစ်ပိုင်ဂျာမနီတို့လည်းကံပီရောက်လာမှဖြစ်တဲ့အတွက်စီးပွားဘက်ဖြစ်သူရဲ့တားတယောက်ကိုအဝေးကြေကျင်တဲ့အတွက်လူလီသေးမရှိစေဖို့အိမ်ရဲ့အစီကံအလုပ်သမားတွေကိုထပ်မံခန့်အပ်ထားခဲ့ပိုင်သူတို့တွေပြင်ဆင်နေခဲ့ချိန်မှာပဲကံပီကရောက်ရှိလာခဲ့ပိုင်ရာယီကြလည်းကံပီကိုသူ့ရဲ့မိသားစုနဲ့ပြောဆိုမိတ်ဆက်ပေးခဲ့ပိုင် အဲဒီနောက်ရီတက်ကကမ်ဘီကိုခေါဆောင်ကနေထိုင်ရမယ့်ခန်းကိုလိုက်လံပြသပေးခဲ့ပါတယ်။ရှီဗန်ညာကတော့တန်ဗီရဲ့လက်ထပ်ပွဲပြီးတာနဲ့သူမတို့ရဲ့တတိယပြစ်မှတ်ဖြစ်တဲ့ရှိုင်လက်ကိုကလစားချေမှုကအောင်မြင်စေရမယ်လို့စိတ်ထဲကနေပြောဆိုနေခဲ့ပါတယ်။ဂျာမနီရဲ့အင်ကူလုတ်သမားခန့်အရေးကိစ္စမှာစီစစ်ရွေးချယ်ဖို့တာဝန်ပေးထားခြင်းခံထားတဲ့လူတစ်ယောက်ကလုတ်သမားတစ်တွေကိုစီစစ်နေခဲ့ပါတယ်။ ါကိုတွေးမြင်သွားခဲ့တဲ့စီရှာကအစားအသောက်ဧည့်ခံရေးတာဝန်ခံဖြစ်တာဝန်ယူရမယ်အမျိုးသမီးတယောက်ဟာတာဝန်ရှိသူနဲ့တွေ့ဆုံရင်းဂျမားရေးအရေးပေါ်ကိစ္စအတွက်အကူအညီတောင်းကာတစ်ဖက်လက်နဲ့ခေါ်ဆောင်သွားခဲ့ပြီးသူမရဲ့စွမ်းနဲ့မိမျိုးအောင်ပြုလုပ်ပစ်ခဲ့ပါတယ်။အဲဒီနောက်စီရှာကအစိုးရအမျိုးသမီးရဲ့နေရာမှာအစားထိုးဝင်ရောက်ကာတာဝန်ရှိသူနဲ့တွားရောက်တွေ့ဆုံခဲ့ပြီးသူမတို့ရဲ့အကြံစီကိုကောက်ထည်ပေါ်ဖို့စတင်ခဲ့ပါတော့တယ်။ ။နောက်ရက်တွင်မှလည်းဒီလိုစကားကောင်းလေးတွေကို recap ပြုလုပ်တင်ဆက်ပေးသွားမှာဖြစ်လို့ကျွန်တော်တို့ရဲ့ recap out channel ကို subscribe လေးပြုလုပ်ပေးသွားပါအောင်နော်။စကားလေးကိုအချိန်ပေးကြည့်ရှုခဲ့တဲ့အတွက်ကျေးဇူးထူပဲတင်ပါတယ်။